ဟယ်လိုအားလုံးပဲမင်္ဂလာပါ TGI Fitness Club ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့လင်းမောင်ဦးပါအရင်ဆုံးကျွန်တော်ပြောချင်တဲ့အကြောင်းအရာကတော့ကျွန်တော်တို့ဂျင်လောကမှာအချစ်ဆော့တာနဲ့ အပွားဆော့တာရှိသလားဆိုတော့မင်းခေါ်နဲ့ပတ်သက်လို့ကျွန်တော်အနေငယ်ပြောပြချင်ပါတယ်အခုဆိုရင်ကျွန်တော်အသက်က40ကျော်ပါပြီ40ကျော်ဆိုတော့အတိုင်းအတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကအရင်လူဟောင်းတွေဖြစ်တဲ့ old school တွေကိုလည်းကျွန်တော်အနေငယ်မြင်ခဲ့ပါတယ်အခုလက်ရှိဒီခစ်တက်မှာလည်းကျွန်တော်တို့အမိလိုက်နိုင်အောင်ကြိုးစားနေပါတယ်ကျွန်တော်တို့ခစ်ကျွန်တော်တို့အခါတုန်းကတွေ့ခဲ့ရတဲ့အတွေ့အကြုံတွေကျွန်တော်တို့ရဲ့အတွေ့အခေါ်နဲ့ အဲ့ဒီခေတုံးကဂျင်နဲ့ပတ်သက်လို့ကျွန်တော်တို့အခေါ်အဝေါ်လေးတွေကိုတားနိုင်တဲ့လောက်ကျွန်တော်မမီတလောက်လေးကျွန်တော် sharing လုပ်ပေးချင်ပါတယ်ဗျကျွန်တော်ဂျင်ကိုစပြီးတော့မှထီးသွေ့တဲ့အချိန်ကအာကျွန်တော်1998-99ခုနှစ်လောက်ဖြစ်မယ်လို့ထင်ပါတယ်အဲ့ဒီအချိန်တော့ဆိုရင်ကျွန်တော်တို့တုန်းကအင်တာနက်တွေပါတယ်လေခင်မစားသေးပါဘူးကျွန်တော်တို့ဗီဒီယိုတွေလည်းမရှိသေးပါဘူးဒီ ဂျင်လောကကအားကစားသမားတွေနဲ့ကျွန်တော်တို့ဟိုမြင်တွေ့ခွင့်လည်းမရှိခဲ့ပါဘူးထိတွေ့ခွင့်လည်းမရှိခဲ့ပါဘူးကျွန်တော်တို့ကအဲကျွန်တော်တို့ကိုထူကိုထရက်ွက်ယုံလေးပါဗောဗျာကျွန်တော်တို့ကိုထူကိုထကိုပိုက်ဆံနဲ့ကိုလူငယ်လေးတွေစုပြီးတော့မှကျွန်တော်တို့ဂျင်မြုံလေးတွေအဲထောင်နေဗောဗျာ အဲ့ဒီအချိန်တော့ဆိုရင်ကျွန်တော်တို့ကဂျင်မြုံရယ်ဆိုပြီးတော့မှလည်းတတ်တတ်မမမရှိပါဘူးဒီအလေးမလေ့ကျင့်ခန်းကိုလုပ်ခြင်းတဲ့အခါကျတော့ကျွန်တော်တို့ဘာတွေလုပ်ရလဲဆိုရင်ကျွန်တော်တို့လူငယ်လေးတွေစုပြီးတော့မှအဲရက်ကွက်ကအဲပိုင်ဆိုင်တဲ့ရက်ကွက်ကပေးထားတဲ့အဲမြေကွက်ကလေးရှိပါတယ်အဲ့ဒီမြေကွက်လေးမှာအဲရက်ကွက်ယုံလည်းရှိပါတယ်ရက်ကွက်ယုံကိုစောက်ပြီးတော့အဲ့ဒီဘေးကပူနေတဲ့မြေကွက်လေးမှာ အဲကျွန်တော်တို့ကဒီအလေးမအကစားအတွက်ပေါ့လေအဲဒီလေ့ကျင့်ခန်းခမကြီးကို ကျွန်တော်တို့ကစောင့်ဖို့ဆိုပြီးတော့မှကျွန်တော်တို့လူငယ်လေးတွေကစုပြီးတော့မှရှိတဲ့ပိုက်ဆံလေးနဲ့ရက်ကွက်ကကမကထာလုပ်တဲ့ပိုက်ဆံလေးတွေစုပြီးတော့မှကျွန်တော်တို့အဲဂျင်းယုံဟိုတထတိုက်အသေးလေးကိုကျွန်တော်တို့ကစောက်ပြီးတော့မှအဲ့ဒီမှာဂျင်းယုံလေးကိုစပြီးတော့မှတည်ဖြစ်ပါတယ် အဲမှာကျွန်တော်တို့အလေးလေးတွေလည်းအနည်းငယ်ပဲရှိပါတယ်ဟုတ်အရင်တော့ကျွန်တော်တို့ဗမာထုတ်တဲ့တံပြားလေးတွေပေါ့နော်ပေါင်ပေါင်နဲ့ပဲထွက်တယ်ဒီအချိန်တော့ kg တွေမရှိပါဘူးပေါင်နဲ့ပဲအဲ့ဒါနဲ့သူဟိုအလေးအလေးပြားလေးတွေပေါ့တံပြားလေးပြားလေးတွေကျွန်တော်တို့အဲ့ဒီအချိန်တော့ဆော့ရင်အတံပြားအတံလေးတွေတချင်းချင်းတချင်းချင်းနဲ့မြည်နေတဲ့အချိန်ပေါ့ဗျာအဲ့အချိန်ကျွန်တော်တို့စလောက်တဲ့အချိန်ကခုံလေးတွေလဲကျွန်တော်တို့ အဲတခုံနှခုံလောက်ပဲရှိအောင်နှခုံလောက်ပေါ့နော်အဲ့ဒီချိန်နဲ့ကျွန်တော်တို့ကအာစခဲ့တာဖြစ်ပါတယ်အဲ့မှာကျွန်တော်တို့ဒီရင်အပေါ်ကိုသွန်းတဲ့ခုံလဲမရှိဘူးအဲ့ခါကျတော့အဲ့ဒီချိန်တော့ကျွန်တော်တို့ဘယ်လိုလုပ်ရလဲဆိုရင်ကျွန်တော်တို့ရဲ့ဒီခုံလေးကိုကျွန်တော်တို့ကအောက်မှာခုံလေးနောက်တစ်လုံးထပ်ခုပြီးတော့မှဒီလိုခုံအဆောင်လေးဖြစ်အောင်လုပ်ပြီးတော့မှဒီရင် အပေါ်ပိုင်းကိုတွန်းခဲ့ရတာဖြစ်ပါတယ်ကျွန်တော်တို့အဲ့ဒီခစ် အဲ့ဒီအချိန်နေတော့ဆိုရင်ဘလောက်တောင်ဆိုးလဲဆိုရင်အိမ်တိုင်းမှာလဲ TV မရှိပါဘူးအဲ့ဒီအချိန်ကအဲကျွန်တော်မိသေးတယ်ဗျအိမ်အိမ်တိုင်းမှာဆိုရင်အောက်ဆက်အောက်ဆက်တောင်မှအဲအချိန်ကြာရင်မရှိမရှိသေးပါဘူးပေါ့နော်အဲအချိန်တော့မရှိသေးဘူးအင်တာနက်တွေဆိုလဲကျွန်တော်တို့ကကြားတော့မကြားဘူးတဲ့အခြေအနေပေါ့နော်အဲ့ဒီလိုမျိုးနဲ့ကျွန်တော်တို့ကအဲ့ဒီစခဲ့တာဖြစ်ပါတယ်နိုင်ငံတကာကနီးစနစ်မျိုးစုံနဲ့ ဆော့နေကြတဲ့အချိန်မှာကျွန်တော်တို့ကအဲ့ဒီအချိန်မှာရောင်ဝါးဝါးအဆင်ပဲရှိပါသေးတယ်ကျွန်တော်တို့ရဲ့ရှေ့စီနီယာတွေဆိုရင်လည်းသူတို့ကအာနီးတွေကျွန်တော်တို့ကိုမပြဘူးဗျမလို့လဲဆိုသူတို့ကတချို့ပြိုင်ပွဲဝင်တဲ့လူဆိုရင်ပြိုင်ပွဲဝင်ခါနီးဆိုရင်သူတို့ဘလောက်တောင်ဆိုးလဲဆိုရင်သူတို့ဆော့နေတဲ့အချိန်ဆိုဂျင်းမြုံတကားရောပိတ်ပလိုက်တယ်ဘာလို့မအောင်ပေးမဝင်အောင်အဲ့လောက်အထိတောင်ဆိုးတာသူတို့ဘာသာသူတို့ပဲကျိတ်ဆော့တယ် နီးစနစ်တွေကိုလည်းမမျှဝေဘူးအဲ့ခါကျောကျွန်တော်တို့ကဘာလုပ်ရလဲဆိုအဲကိုဘာသာကိုကိုချင်းချင်းပေါ့လက်လန်းမီတလောက်လေးကျွန်တော်တို့အဲမင်းတမျိုးတိငါတမျိုးတိအဲ့ဒီလိုမျိုးနီးလေးနဲ့ကျွန်တော်တို့ကဆော့ခဲရတာဖြစ်ပါတယ်ကျွန်တော်တို့အဲ့ဒီအချိန်တော့ဆိုရင်ကျွန်တော်မမိသေးတယ်တကွန်ဂျာနေတကွန်ဂျာနေထွက်တယ်အဲနောက်ပြီးတော့ကျွန်တော်တို့အဲ့မှာကြောက်ဘလူးတင်မောင်ဆွေဆိုတဲ့အဲ့ဒီကာယဗလာမောင် သူရေးထားတဲ့စာအုပ်လေးတွေနဲ့ကျွန်တော်တို့ကအဲ့ဒီစာအုပ်လေးတွေကိုမြည်ညမ်းပြီးအဲ့ဒီအထဲကကစားနည်းအတိုင်းကျွန်တော်တို့ကကစားခဲ့ရတာဖြစ်ပါတယ်အခုခေတ်လိုမျိုးကျွန်တော်တို့ဗီဒီယိုတွေလည်းပေါ်ပေါ်များများကြည့်ခဲ့ရတာမဟုတ်ပါဘူးပြီးတော့ကျွန်တော်တို့အဲဓာတ်ပုံလေးတစ်ပုံအဲ့ဒီကာယဗလမောင်တွေရဲ့ဓာတ်ပုံလေးတစ်ပုံရဖို့တောင်မှအတော်လေးကိုခက်ခဲခဲ့တဲ့အခြေအနေဖြစ်ပါတယ်အဲ့ဒီတုန်းကဆိုရင်ကျွန်တော်တို့ အင်တာနက်လည်းမပေါ်သေးတဲ့အတွက်ကြောင့်ကျွန်တော်တို့ဗီဒီယိုတွေလည်းကျွန်တော်တို့ကြည့်ခွင့်မရှိခဲ့ရပါဘူးအဲကျွန်တော်တို့ဘာတွေနဲ့ထိတွေ့ခဲ့ရလဲဆိုရင်ဒီလိုစာအုပ်လေးတွေရှိပါတယ်ဒီလိုစာအုပ်လေးတွေကိုကျွန်တော်တို့ကအာအထဲမှာဒီလိုပုံလေးတွေရှိရအာကျွန်တော်တို့ဒီမှာကာယဗလသမားတွေဆိုလဲကျွန်တော်တို့ဒီလိုပုံလေးတွေကိုပဲကျွန်တော်တို့ကြည့်ပြီးတော့မှလ ీల အားကြခဲ့ရတာဖြစ်ပါတယ် အာဒီစာအုပ်ကတော်တော်လေးကိုကြာနေပြီဆိုတော့ကျွန်တော်လည်းဥမာတယောက်ဟိုတယောက်ငားလိုက်ဒီတယောက်ငားလိုက်နေဆိုတော့ကျွန်တော်လည်းဒီစာအုပ်လည်းတော်တော်လေးကိုဟိုစုပ်နေပြီဖြစ်ပါတယ်။ဒါရင်တော့ကျွန်တော်တို့ကာယဗလာဓမ္မတွေပုံနေဆိုကျွန်တော်တို့ဒီလိုစာအုပ်ထဲမှာပဲကြီးခွင်ရခဲ့ပါတယ်ဗျ။ကစားနည်းတွေဆိုလည်းကျွန်တော်တို့ကဒီလိုစာအုပ်ထဲကအဲမြင်ရလာမြင်စာအုပ်ထဲကဒီလို ကစားနီလေးစောက်ထဲကပြတဲ့အတိုင်းကိုပဲကျွန်တော်တို့ကလိလာပြီးတော့မှကစားခဲ့ရတာဖြစ်ပါတယ်။အခုခေတ်လိုအင်တာနက်လေး Google လေးခောက်လိုက်ရုံနဲ့အဲအလွယ်တကူလိလာခဲ့ရတာမဟုတ်ပါဘူးဗျ။အဲ့တော့ကျွန်တော်ပြောချင်တာကကျွန်တော်တို့ခေတ်ကျွန်တော်တို့အခါနဲ့တော့ကျွန်တော်တို့ရဲ့အတွေးအခေါ်အယူအဆတွေနဲ့အခုခေတ်အတွေးအခေါ်ယူဆတွေကကွဲလွဲကောင်းကွဲလွဲ နေနိုင်ပါလိမ့်မယ်ကျွန်တော်တို့ကလည်းအဲ့ဒီတုန်းကအခက်အဲ့ဒီတုန်းကအယူအဆကိုပဲကျွန်တော်တို့ကအဲဆရာတင်ခဲ့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့အခုခေအနေအထားနဲ့ဆိုရင်လူကြီးချင်းစရာဖြစ်ရင်လည်းဖြစ်မှာပေါ့ဗျာအဲ့ဒီခေတုန်းကဆိုရင် gym gym ဆိုတာနဲ့တဲ့ယောက်ျားလေးတွေပဲစော့ရတယ်ဆိုတော့အယူအဆအတွေ့အခေါ်ကလည်းရှိတယ် မင်းကလေးတွေဂျင်ဆော့တာကျွန်တော်တို့မတွေ့ခဲ့ဘူးပါဗျ။အဲဂျင်အဲအလေးမပြီဆိုရင်အဲယောက်ျားလေးပဲမရမယ်လို့အဲကျွန်တော်တို့အရင်တော့အဲ့လိုပဲထင်ခဲ့ပါတယ်။မင်းကလေးတွေဆိုရင်နူးနူးညံ့ညံ့ပျော့ပျော့ပြောင်ပြောင်လေးနဲ့တတရရပဲနေရတဲ့အတွေ့အကြုံလို့ဒီလိုအလေးမအားကစားကိုဟိုသူတို့နီးစပ်ရမယ်၊ထိတွေ့ရမယ်ဆိုတဲ့အအတွေ့အခေါ်မျိုးဟိုစိတ်ကူးမျိုးလဲကျွန်တော်တို့ ဟိုမတိခဲရပါဘူးအဲ့ဒီတော့ကဆိုရင်ကျွန်တော်တို့စော့ခဲရတာဒါမှကျွန်တော်တို့လူတိမခံအောင်တိတ်တိတ်လေးစော့ခဲရတာဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုရင်အဲ့ဒီတော့ကလူတွေရဲ့အမြင်ကဒီကောင်ကိုစော့လိုက်ပြီဆိုရင်ကျွန်တော်တို့က weight ball လို့အပြောခံရတယ်ပြီးရင်စံကုန်ကြီးလေးလို့လည်းအပြောခံရပါတယ်ဗျာဘာဖြစ်လို့လဲဆိုတော့အာဒီကောင်ဟို weight မလိုက်ရင်ကျွန်တော်တို့အစားတွေကိုများများစားပြရတဲ့အတွက်ကြောင့်မလို့အမိရဲ့ အဲဆန်လဲပိုကုံတယ်ထမင်းပိုကုံတယ်လူကောင်ကကြီးလာတဲ့အတွက်ကြောင့်မလို့မြေကြီးကလည်းအဲပိုထန်းထားရတယ်ပိုလေးရတယ်ဆိုပြီးတော့မှကျွန်တော်တို့ကိုအဲဝိတ်ဘောလို့လည်းခေါ်တယ်ဆန်ကုံမြေလေးဆိုပြီးတော့မှလည်းပြောခံခဲ့ရတဲ့ခေအခြေအနေပေါ့ဗျာအဲ့ဒီလိုအခြေအနေဆိုတော့မိန်းကလေးတွေစော်ဖို့ဆိုရင်ပိုပြီးတော့မှဝေရောပေါ့ဗျာ အဲ့ဒီကျွန်တော်တို့ခေတ်တော့ကျွန်တော်တို့ရဲ့ရှေ့စီနီယာတွေဆိုပေတော်တော်ဆိုးဆိုးဝါးဝါဗျာဒါပေမဲ့ဒါတော့ကျွန်တော်ရဲ့အတွေ့အကြုံနဲ့ကျွန်တော်ပြောပြတာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့တခြားဟိုစီနီယာတွေနဲ့ကျွန်တော်လည်းမကြုံခဲ့ရဘူးတော့ကျွန်တော်ကြုံခဲ့ရတဲ့ကိုရှေ့ကစီနီယာနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ကအတွေ့အကြုံလေးပြောပြပေးတာဖြစ်ပါတယ်ဟုတ်ပါတယ်ကျွန်တော်တို့အဲ့ဒီတုန်းကဆိုရင်သူတို့ရဲ့ကစားနည်းတွေကို တခြားလူတွေကိုမျှဝေပေးခြင်းလည်းမရှိပါဘူးနီးစနစ်ပြောပြပေးခြင်းလည်းမရှိပါဘူးကျွန်တော်တို့စော့တာမားနေရင်တောင်မှသူတို့ကကျွန်တော်တို့ကိုထောက်ပြပြောဆိုပေးခြင်းတင်ပြပေးခြင်းလည်းမရှိခဲ့ပါဘူးကျွန်တော်တို့ကသူတို့ကိုသူတို့စော့နေတာလေးကိုကျွန်တော်တို့ကတိတ်တိတ်လေးခိုးကြည့်ပြီးမှအတူယူပြီးကစားခဲ့ရတာဖြစ်ပါတယ်အဲ့ဒီတော့ကျွန်တော်တို့ကဘယ်လိုဖြစ်လဲဆိုတော့ ဒီကစားနီမန္တလာမာဒလာလဲကျွန်တော်တို့ကအာဝေဖန်ပိုင်းခြားနိုင်ခြင်းလဲမရှိခဲ့ဘူးနီးစနစ်တစ်ခုကိုရရင်ပြီးရောအဲ့ဒီနီးနီးစနစ်တစ်ခုကိုအကုန်လုံးဝိုင်းစောကြတယ်အချက်ရေဘလောက်အကြော့ရေဘယ်နှကြော့ဆော့ရမလဲဆိုတဲ့ကန့်တန့်ချက်လဲကျွန်တော်တို့မှာမရှိဘူးဆော့နိုင်တယ်လောက်ဆော့တယ်အလေးကိုလည်းထဲ့ခြင်းတလို့ထဲ့တယ်နားခြင်းတဲ့အချိန်မှာနားတယ် မလိုလဲဆိုတော့ကျွန်တော်တို့ကိုနောက်ွယ်ကနေပြီးတော့မှကျွန်တော်တို့ရှေ့ဥဆောင်ပေးတဲ့လူတွေကိုလည်းလူရှေ့ဥဆောင်ပေးတဲ့လူတွေကလည်းကျွန်တော်တို့ကိုလက်တွဲခေါ်ခြင်းလည်းမရှိဘူးသူတို့ဘာသာသူတို့ပဲစော့တယ်သူတို့ဘာသာသူတို့ပဲကြီးတယ်သူတို့ဘာသာသူတို့ပဲပြိုင်ပွဲဝင်တယ်အဲ့ဒီလိုအနေအထားဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကအဲ့ဒီအချိန်တော့ဆိုရင်ဤစနစ်တွေအလွဲတွေလည်းအများကြီးရှိခဲ့ပါတယ်ဗျနောက်ပိုင်းမှာအဲအင်တာနက်လေးတွေခက်စားလာတဲ့အခါကျတော့ အခုကျွန်တော်အလွယ်တကူလေ့လာလို့ရတဲ့အရင်တော့ဆိုရင်ကျွန်တော်တို့အရင်ဆုံးလေ့လာခဲ့ရတာကဆရာနိုင်ဦးတို့ရဲ့အဲသူတို့ရဲ့ဟိုအဲ့ဒီတော့ဗီဒီယိုလေးတွေလည်းမရိုက်မရိုက်ခင်ပေါ့အာအဲ့ဒီ Facebook ကနေပြီးတော့မှစာလေးတွေရေးတာပဲကျွန်တော်တို့ကဖတ်မှတ်ပြီးလေ့လာပြီးတော့မှကျွန်တော်တို့ကိုယ်တိုင် ပြန်ပြီးတော့မှပြုပြင်တည်ဆောက်ခဲ့ရတာဖြစ်ပါတယ်ကျွန်တော်တို့ခေကျွန်တော်တို့အခါတော့ ။ဘာဖြစ်လို့အဲဂျင်ကိုဆော့ဖြစ်လဲဆိုရင်အရင်တုန်းကကျွန်တော်ကဒီကျွန်တော်ဆယ်ကျော်တက်ရွယ်ဆိုကျွန်တော်ကအရန်ကိုပိန်တဲ့လူဖြစ်ပါတယ်။ပိန်တဲ့လူဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကဆယ်တာအောင်ကကျတော့အဲ့ဒီခစ်တော့ဆိုရင်ကျွန်တော်တို့ခစ်အနေနဲ့ဆိုရင်အဲ့ဒီတော့က rock ဂီတကစိုးမိုးတဲ့အတွက်ကြောင့်မလို့ကျွန်တော် rock rock style တွေကိုကျွန်တော်တို့ကကြိုက်ပါတယ်။ကြိုက်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ကစပင်းရှေလေးတွေထားပါတယ်။အဲ့ခါကျတော့လူက နကူကလူကပိန်တဲ့ကောင်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုပေါ့ဘာယိုးလေးတွေလည်းဒီလိုခြိုက်နေတာစပင်းရှည်နေဆိုတော့လူကဘာပုံပေါက်နေလဲဆိုတော့စေးသမားရုပ်ပေါက်တာပေါ့ဗျာအဲ့ဒီကျွန်တော်တို့ခက်ချေနေတုန်းကဆိုရင်အခုလိုမျိုး WY စေးတွေဘာတွေမပေါ်ဘဲနဲ့အဲဘိန်းဖြူတွေပဲတုံးတဲ့ခက်ပေါ့အဲ့ချိန်ကျရင်ကျွန်တော်တို့ကဘာအပြောခံရလဲဆိုတော့လူကစပင်းအရှည်နေပိန်တဲ့အတွက်ကြောင့်မလို့ဒီကောင်အာစေးသမားတွေပါညာဆိုမှကျွန်တော်တို့ အဲ့လိုမျိုးအပြောခံရမှာကြောက်တဲ့အတွက်ကြောင့်မလို့အဲကျွန်တော်တို့ဒီစပင်အခြေတွေထားဒီအဲ့ဒီအချိန်မှာကျွန်တော်တို့ကအဲလူကလည်းပိန်တဲ့အတွက်ကြောင့်မလို့အဲ့လိုအပြောမခံနိုင်လို့ဒီလို gym ကို PPCC ဆော့ခဲ့တာဖြစ်ပါတယ်အခုခေတ်လိုမျိုးအင်္ဂလိပ်အခေါ်အဝေါ်တွေဆိုလဲကျွန်တော်တို့ကဘာမှမခေါ်တတ်ပါဘူးဒါ tricep bicep တွေပါညာတီးဖို့ဆိုဝေးဝေးရောပေါ့ဗျာ အဲကျွန်တော်တို့ကဒီပခုံးဒီရှူတာပေါ့နော်ဒီပခုံးကကျွန်တော်တို့အဲ့ဒီတော့ခေါ်တာကစုံသားလို့ခေါ်တယ်အဲ့စုံသားလို့ခေါ်တာကျွန်တော်တို့ကဘာဘယ်လိုနောက်အမျိုးထပ်မာပြီးပြောကြလဲဆိုတော့အုံအုံဆိုပြီးတော့မှကျွန်တော်တို့ဟိုမာပြီးတော့မှခေါ်ခဲ့ရတာလည်းရှိပါသေးတယ်ဒီစုံသားကိုကျွန်တော်တို့ကအုံသားအုံသားဆိုပြီးတော့မှကျွန်တော်တို့ကအဲ့လိုအခြေအနေထိတောင်ပြောခဲ့ဆိုခဲ့ဖူးပါတယ် ျွန်တော်တို့အမှာဗျာပရိုတိန်းလည်းမသိကာဘိုဟိုက်ဒရိတ်လည်းမသိအဲ့လိုပေါ့နော်အဲ့ဒီတော့အဆိုရင်အဲကျွန်တော်တို့အဲ့ဒီလိုမျိုးစပီမတ်တွေကိုစီးလို့ပဲကျွန်တော်တို့ကအလွယ်တကူခေါ်ခဲ့ပါတယ်အဲ့ဒါတွေကိုလည်းစီးသမျိုးဆိုပြီးတော့မှကျွန်တော်တို့ကယူဆခဲ့တာဖြစ်ပါတယ်စပီမတ်ဆိုတဲ့အခေါ်အပြောကိုလည်းကျွန်တော်တို့မကြုံခဲ့ရပါဘူးမကြားခဲ့ရပါဘူးအခုခေတ်လို့ပြောနေကြတဲ့ဘော့ကင်းတို့ကတ်တင်တို့ဆိုတဲ့ အခေါ်ပေါ်မျိုးလဲကျွန်တော်တို့မနီးဆက်ခဲ့ရဘူးပေါ့ဗျာအဲ့ဒီတော့ကျွန်တော်တို့ကဘာတွေပဲအဲပြောဆိုခဲ့ရလဲဆိုတော့အจิตဆော့တာနဲ့အပွားဆော့တာအဲ့တော့ခန္ဓာကိုယ်ကြီးချင်ရင်အပွားဆော့တယ်တကယ်လို့ပိန်ချင်တဲ့လူဆိုရင်အจิตဆော့တယ်ပိန်ချင်တဲ့လူဆိုရင်အလေးနည်းနည်းအချိန်များများဝါချင်တဲ့လူထွားချင်တဲ့လူဆိုရင်အလေးများများအချိန်ကြီးနည်းနည်း အဲ့ဒီဟာကိုပဲကျွန်တော်တို့ရဲ့ခေါင်းထဲမှာဆွဲမြဲခဲ့တာဖြစ်ပါတယ်အဲ့ဒီတော့အနစ်ချုပ်ပြောရမယ်ဆိုရင်ကျွန်တော်တို့လိုလူဟောင်းပေါ့နော်ကျွန်တော်ကိုယ့်ကိုယ်လူဟောင်းလို့ပဲသုံးပါတယ်ဗျကျွန်တော်တို့လိုလူဟောင်းတွေကကျွန်တော်တို့ရဲ့ဒီအရင်တော့သုံးခန်းတဲ့အသုံးနှုံးတွေပဲကျွန်တော်တို့ကနှုတ်ကြိုးနေပြီဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အခုထိလည်းအဲ့ဒီအသုံးနှုံးတွေကိုပဲသုံးနေပါသေးတယ်ဗျအဲအခုဒါပေမဲ့ အခုအခက်အခြေအနေရတော့လိုက်လျောညီထွေဖြစ်အောင်တော့ကျွန်တော်တို့ပြင်သင့်တာလေးတွေတော့ကျွန်တော်တို့ပြင်နေပါတယ်။အမီလိုက်နိုင်အောင်လည်းကျွန်တော်တို့ကြိုးစားနေပါတယ်ဗျ။အဲ့ဒါကြောင့်မလို့ကျွန်တော်ပြောချင်တာကျွန်တော်တို့အရင်တော့ကအစ်စော့တာအပွားစော့တယ်ဆိုတဲ့စကလုံးနဲ့အတူအဒီအသုံးအနှုန်းကကျွန်တော်တို့အဲ့လိုပဲသုံးနှုန်းခဲ့တာဖြစ်ပါတယ်။အစ်စော့တယ်အပွားစော့တယ်ဆိုတဲ့အသုံးအနှုန်းကလည်းကျွန်တော်တို့အခုခစ်လို့ပြောရင်အင်္ဂလိပ်လို့ပြောရင် booking ခတ်တယ်။အဲ့ဒီအသုံးအနှုန်းရဲ့အတိတ်ပဲနဲ့အတူတူပဲဖြစ်တဲ့အတွက်ကြောင့်မလို့ဘယ်လိုပဲသုံးနှုန်းသုံးနှုန်းအဆင်ပြေမယ်လို့ထင်ပါတယ်။အားလုံးပဲစိတ်ဤချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေလို့ကျွန်တော်ဒီကနေ့ဆုတောင်းပေးလိုက်ပါတယ်။အားလုံးပဲအလောက်ကအဆင်ပြေကြပါစေဗျ။